တော့ဆယ်လီကောင်မလေးတယောက်ကလေအပေါ်ဝအင်းကြီးမပါပဲနဲ့အောက်ကဘောလီအင်းကြီးနဲ့ပဲမိုးဟင်းကတောက်နေတယ်ကို့အိမ်မှာကိုပူလို့အင်းကြီးတုံတုံချွတ်ပြီးတော့မိုးဟင်းကစားလေကိစ္စမရှိဘူးတစ်တော့ပေါ်တင်တယ်ဆိုကြဲကွာအဲ့ဒီဘောလီနဲ့အတန်ရှင်းရှာတာလေစင်းရဲတာမွဲတာကပတ်စံချမ်းသာလို့ရှိရင်တထေးဖြစ်တယ်နောက်အခုဆိုလို့ရှိရင်တခိုးတွေဖော်ကားတွေစင်းတို့တို့မှာပတ်စံဘလောက်ရရနော် တို့ရဲ့ဇာတိတအောင်တို့ပြင်နိုင်မယ်လို့ရှင်တို့မထင်နဲ့ အားလုံးပဲမင်္ဂလာပါရီလေး YouTube channel လေးမှာကြိုဆိုလိုက်ပါနဲ့ရှင်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့ဘိုင်းမမနော်ဆယ်လီဖြစ်ချင်ပြီးတော့အတန်းရှင်းရှာနေတဲ့ညီမလေးကနော်မွေးငါးစားပြတာအောင်နော်ဘောလီအင်ကြီးနဲ့ဝတ်ပြီးတော့စားပြတယ်ရှင်သူ့အနေနဲ့လည်းနော်တခြားနီးလန်းတွေနဲ့အတန်းရှင်းရှာလို့ရသလိုနာမည်ကြီးရှင်နေဆိုရင်လည်းနော်တခြားနီးလန်းတွေအများကြီးရှိရနော်ခုလိုမျိုးမြန်မာမိန်းကလေးတယောက်ဖြစ်ပြီးတော့နော်အတွင်းငယ်ဘောလီအင်ကြီးနဲ့စားပြပြီးတော့နော်လိုင်းမော်တင်တာမျိုးတော့မဖြစ်သင့်ဘူးဆိုပြီးတော့ပြပြလာတဲ့အကိုတယောက်ရဲ့ video file လေးပဲဖြစ်ပါတယ်ရှင်မိန်းကလေးတွေအနေနဲ့လည်းတတိထားလို့ရအောင်လို့ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ် ်ရှင်ညီမနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပြီးဖိတ်ခေါ်ရှင်ပါတယ်ရှင် 20. တစ်တော့ဆယ်လီကောင်မလေးတယောက်ကလေအပေါ်ဝအင်းကြီးမပါပဲနဲ့အောက်ကဘောလီအင်းကြီးနဲ့ပဲမိုးဟင်းလာတောက်နေတဲ့ဗီဒီယိုလေးအဲ့ဗီဒီယိုကြည့်ပြီးတဲ့အခါကျတော့အာအောက်မှာ comment တွေဘာညာဆိုတော့ဗလေအဲ့ဒီရဲ့အကြောင်းပြောပြမယ်အဲ့ဒီတော့လူမာအဝတ်တောင်းမှာအကွက်ဆိုတာရှိတယ်နော်လူတွေလူတွေကကာလန်ဒေတန်ကိုလိုက်ပြီးတော့ဝတ်စားစင်ရင်ရတယ်ကိုအိမ်မှာကိုပို့လို့အင်းကြီးတုံတုံချွတ်ပြီးတော့မိုးဟင်းကစားလေကိစ္စမရှိဘူး နော်တချို့ဟာတွေကကြာမပြတဲ့မပြအပ်တဲ့အရာတွေရှိတယ်။အိမ်မှာယောက်ျားလေးလည်းတုံလုံးနဲ့စာစမိုင်းတာနဲ့ပဲဒီအောက်ခံမမိနဲ့ပဲဘာစားစားစားပြီးတော့ဗီဒီယိုရိုက်ပြီးတော့ TikTok ပေါ်မတင်ရင်အဆင်ပြေတယ်။ TikTok ပေါ်တင်တယ်ဆိုကြဲကွာအဲ့ဒီဘောလီနဲ့အတန်းရှင်းရှာတာလေ။အဲ့ကြတော့တင်လားမတင်လားဆိုတာရှင်းတော့အုံနောက်ကနေပြီးတော့စဉ်းစားရမယ်။ဒီတဲ့ဆိုတဲ့ဟာတွေတောင်မှဝတ်နေသေးတာပဲနှုံးနှလုံးပြူးနေတဲ့ဟာတွေတောင်မှဝတ်နေသေးတာပဲလို့ပြောလို့မရဘူး။ဘောလီဆိုတာဘောလီပဲ။ တကိုင်းကျိုးတလုံးကျိုးအင်ကြီးမဟုတ်ဘူးเนาะအင်ကြီးတွေမှာသူ့အပိုင်းချားနဲ့ထုတ်ပြီးတော့ထုတ်ထားတာရှိတယ်တချို့တွေဆိုတို့တငယ်ချင်းတွေဆိုဂျင်အားနေပြန်ရေချိုးပြီးကောက်ဆူလို့ရတဲ့အုံခွက်ပါတဲ့ဒီတကိုင်းကျိုးအင်ကြီးတို့အုံခွက်ပါတဲ့စွတ်ကြဲတို့ဝတ်တာဒါအကြအပြင်ဝုတ်ဖို့အတွက်တီးတန့်ထုတ်ထားတာဝတ်လို့အဆင်ပြေတယ်အပြင်လျှောက်သွားလို့လည်းအဆင်ပြေတယ်သူများတွေတောင်ဒီလိုမျိုးဝတ်နေကြသေးတာပဲဆိုပြီးတော့မြန်မာပြည်ချုပ်ဇာဘော်လီနဲ့အဲ့လိုမျိုးတွေဗီဒီယိုတွေရိုက်ပြပြီးတင်ပြလို့မရအောင် အခုခေတ်ကမှ Telegram နဲ့ဝင်ကြည့်လိုက်။နော်ကလေးတွေလေ16 16လေးတွေ group chat နဲ့သူတို့ဟာတွေပြဟွာတွေပြဒီဟာတွေပြမှာဘဝမှတ်နေလို့မှစိုးဝါနေကြတာမိဘတွေကလည်းထိမ့်သိမ့်နေကြတာ TikTok ပေါ်အထိအဲ့လိုမျိုး Telegram ဆန်ဆန်အပြာကားဆန်ဆန်လေးတက်မလာကြပါနဲ့ရှင်တို့လည်းဒီကနေပြီးတော့တောင်းမှန်ပါလေ TikTok မှာ attention ရှာတာရှာလို့ရတယ်စိုက်တဲ့နည်းနဲ့စိုက်တယ်လို့ရှာတို့ဆိုလို့ရှင်လည်းဟုတ်တယ်သူများ attention ပြောပြီးတော့ attention ရှာတာလေလိန်ပိုင်းဆိုင်ရာနဲ့ဘသူ့အမှာစော်ကားပြီးဘသူ့အမှာ တောင်စင်ဖြစ်တဲ့ဟာတွေကိုထည့်သွင်းပြောကြားနေတာမဟုတ်ဘူးအဲ့ဒါကိုအမှန်နဲ့အမှန်သိစေချင်လို့ဆက်စုံမပုလို့လာပြောပြတာမြန်မာမိန်ကလေးတွေအနေနဲ့နော် ဒီလိုမျိုးကြီးပွေပြီးတော့เนาะ line မတင်တာမျိုးတော့ဘလို့မှမတင်တော့ဘူးเนาะမြန်မာမိန်းကလေးအမျိုးသမီးကောင်းတယောက်ဆိုလို့ရှိရင်เนาะကိုကအိမ်မှာเนาะဘလို့ပဲနေနေဘလို့ပဲဝတ်စားဝတ်စားအဆင်ပြေတယ်ဆိုပေမဲ့เนาะကိုကအများသူငါကြည့်တယ်เนาะ social media ပေါ်မှာတင်တော့မယ်ဆိုရင်เนาะဒီလိုဒီလိုမျိုးအမြင်မတင်တော်တာတွေလောက်ပြီးတော့မတင်တင်ဘူးရှင်ကိုကတော့ లై ရရှင်နဲ့ဆယ်လီဖြစ်ရှင်နဲ့ဆိုရင်တော့မှเนาะတခြားနီးလန်းတွေနဲ့ရှာလို့ရတယ်เนาะခုလိုမျိုးကိုရဲ့เนาะအသွင်းခံဘောလီကြီးနဲ့เนาะ စားပြနေတဲ့ပုံစံမျိုးတွေနဲ့နော်တင်နိုင်ရအများသူငါကြည့်ရတာလည်းအဆင်မပြေသလိုနော်ကိုယ့်အတွက်လည်းသိခါကြရရှင်ပြီးတော့နော်ဒီကောင်မလေးဆိုရင်လည်းနော်အသက်ငယ်ငယ်ရွယ်လေးပဲရှိအောင်ပါနော်ကိုယ့်ရဲ့တက်လန်းတွေကနော်ရှေးလျှောက်အများကြီးရှိတယ်နော်ဒါကုန်နော်ကိုယ့်ရဲ့တက်လန်းအစမှတင်နော် ခုလိုမျိုးဖော်ချုပ်ပုံစံမျိုးနဲ့နော်ဘော်လီကြီးနဲ့ဝတ်ပြစားပြတော့နော်တခြားသူတွေရဲ့အမြင်မှာနော်ယောက်ျားလေးတွေအများကြီးအမြင်မှာလဲနော်ကိုကိုနော်မိန်မပြတ်လို့ထင်သွားနိုင်နေရှင်ဒါကြောင့်မို့လို့မိန်ကလေးအနေနဲ့နော်ဝတ်စားစီရင်တာတတိထားကြပါရှင်ဟုတ်တင်တော့မယ်ဆိုရင်လည်းနော်တင့်တော်မတင့်တော်ဆိုတာအရင်ဆုံးကိုကိုကိုကြည့်ပြီးဆုံးဖြတ်တဲ့နေရှင်နောက်ထပ်ဗီဒီယိုလေးကတော့စင်းရတာနဲ့နော်ဇာတိတပြပြတာကမတူဘူးနော်ဘယ်လိုမျိုးကွဲပြားလဲဆိုတာပြောပြထားတဲ့ရှင်ညီမနဲ့တူတူစက်ကြည့်လိုက်အောင်နော် တို့မြန်မာပြည်မှာလေအခုအချိန်ထိကိုစင်းရဲတာနဲ့ဇာရိတာပြက်ပြားတာနဲ့လေနဲ့ဝန်းနဲ့မကွဲဘူးဖြစ်နေတဲ့ဆက်စုံမဘူးတော့ရေအဲ့ဒီတော့အကုန်လုံးကွဲသွားအောင်လေပုတ်ထုတ်စေးတိုက်ပေးလိုက်မယ်နံပါတ်1အနေနဲ့စင်းရဲတာဆိုတာကတော့ပတ်စံမရှိတာနော်ပတ်စံမရှိတာမွဲတာအဲ့ဒါစင်းရဲတာလို့ခေါ်တယ်ဇာရိတာပြက်ပြားတာဆိုတော့ကြတော့တိလမလုံးထုံတာ၅ပါးတိလမလုံးထုံတာเนาะ သူတပါးအတွက်ဆောင်တရားမဲ့၅ပါးတိလာကိုကိုကိုအတွက်ဆောင်တရားမဲ့၅ပါးတိလာမလုံးကြုံတာစင်းရဲတာမွဲတာကပတ်စံချမ်းသာလို့ရှင်တထေးဖြစ်တယ်เนาะအဲ့မှာအလောက်ကိုင်းနေအစဉ်ပြေပြီးတဲ့ခါကျတော့ပတ်စံရှိလာလို့ရှင်တထေးဖြစ်တယ်ချမ်းသာတယ်ဇာရိတာပြတ်ကြတာပတ်စံဘလောက်ရှိရှိကဲတင်လို့မရဘူးစင်းရဲတာရော့ဘိုးဘလို့ကြည့်တိတ်တထောင်ပေးလိုက်လို့ရှင်ဒါတထေးဖြစ်သွားရော့ ထီပေါက်တထေးဖြစ်သွားရောဒါပေမဲ့ဇာတိတပြတ်ပြားတာကြအဲ့လိုမျိုးမဟုတ်ဘူးเนาะအခုဆိုလို့ရှိရင်တခိုးတွေဖောကာတွေစင်တို့တို့မှာပတ်စံဘလောက်ရရเนาะတို့ရဲ့ဇာတိတကိုတို့ပြင်နိုင်မယ်လို့ရှင်တို့မထင်နဲ့စင်ရတဲ့လူကချမ်းသာသွားတယ်ဆိုလို့ရှိရင်သူ့အလုပ်သူ့လှုပ်ရှားပြီးတော့သူ့ဘာသူကောင်းကောင်းကောင်းမွန်မွန်လှုပ်ရှားလို့ရတယ်ဇာတိတပြတ်ပြားတဲ့သူတွေကကြအဲ့လိုမျိုးမဟုတ်ဘူးတခါခိုးဘူးတယ်เนาะအချောင်ရဘူးတယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့အရာသာကိုတို့ကတိနေကြတာ ဟောကာတစ်ခါလောက်ဘူးတဲ့မိမချမ်းသာသွားပြီနောက်ထပ်ပြန်ပြီးတော့အစင်မပြေပြန်ဖြစ်ကြည့်လိုက်ဟောကာမခံဘူးလို့ဘယ်သူမှအာမမခံဘူးအဲ့ဒါကိုပြောတာလူလိန်လူညာကြားဖြတ်နေသူများစီကလိန်ပြီးတော့အချောင်ရတဲ့ပတ်စံနဲ့ချမ်းသာသွားလိုက်နောက်နည်းနည်းအလုပ်ကျက်သွားတာနဲ့လေနည်းနည်းလေးအစင်မပြေရနဲ့အဲ့လိုမျိုးလိန်မစားတော့ဘူးလုံးမစားတော့ဘူးလို့ဘယ်သူမှအာမမခံနိုင်ဘူး အဲ့ဒါကြောင့်မလို့တခိုးကလည်းခိုးဘူးတယ်ဆိုခိုးမှာပဲလိမ်ဘူးတယ်ဆိုလိမ်မှာပဲဖော်ကာလည်းခေါ်ကန်ဘူးတယ်ဆိုနောက်အဲ့ဒါလှုပ်ဆောင်မှာပဲနော်နည်းနည်းလေးအစင်မပြေတာနဲ့စင်းရတာနဲ့ဇာတိတပြတ်ပြတ်တာနဲ့ဘာကွာလဲဆိုအဲ့ဒါကွာတာပဲနော်မှတ်ထားလိုက်ကြတော့ဒါပဲ ဟုတ်တယ်နော်စင်းရဲတာနဲ့ဇာတိကြပြက်ပြတာမတူဘူးရှင်စင်းရဲတာကနော်ကိုကချမ်းသာအောင်ကြိုးစားလို့ရှင်ကြိုးစားလို့ရနိုင်နေရှင်ဇာတိကြပြက်ပြတဲ့လူကနော်ကိုကချမ်းသာတော့ရင်တော့မှနော်သူတို့ရဲ့အကျင့်ကပျောက်သွားမှာမဟုတ်ဘူးရှင်ဒီရဲ့ပစ္စည်းခိုးဘူးတဲ့လူကလည်းနော်တခုခုခိုးနေရမှာကိုနေနိုင်တာရှင်လိန်ဘူးတဲ့လူကလည်းနော်ပစ္စည်းကိုမလိန်လူကိုမလိန်ရရင်တော့မှနော်စကားနဲ့လိုက်ပြီးတော့နော်လိန်ညာစကားပြောဆိုတတ်ကြတဲ့ရှင်ဒါကြောင့်မလို့နော်စင်းရဲတာနဲ့ဇာတိကြပြက်တာကမတူဘူးနော်ဒါကြောင့်မလို့ကိုကနော်ဇာတိကြပြက်တဲ့သူမဖြစ်အောင်ကိုကိုကိုစင်ကျင်တဲ့နဲ့ရှင် ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဗဟုသုတတခုခုရမယ်လို့ထင်ပါတယ်ရှင်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်